Burma Independent Voice ခုတလဆက်လော်ဘီမီဒီယာတွေရဲ့သတင်းကောင်းစင်တွေမှာအတွေ့အကြုံဆုံးစာသားကတော့နိုင်ငံတော်ယာယီတမရာကြီးမင်းအွန်လိုင်းဆိုတဲ့စာသားပါပဲဤသူတွေကလည်းမရေးချဲဘဲလက်တော်ကမှမတင်မြောက်ဂျပိုးလေးဖြစ်အောင်ပြောပြီးအာနာသိန်းနာကလည်းတမရာယူအိမ်မက်ကိုအကောင့်တဲပေါ်ခြင်းလို့ဆိုတာက လူတိုင်းသိနေတဲ့လှုပ်ဝဲချက်မဟုတ်လားတမရာယူကိုဖျားထုတ်နေတဲ့မီဒီယာတွေအယိုးရင်ကတ်ရနဲလားဆိုပြီးအဖဘောမှနေသူတွေကတော့ ါကိုမသိချင်အောင်ထောင်နေကြပါရဲ့ဒီနေရာမှာနည်းနည်းထည့်ပြောချင်တာကမင်းအောင်လို့စေုပ်စုကမကြာခဏအကာအကွယ်ယူပြောပြောနေတယ်2008ခြေဥမှလည်းကိုကူကိုတမရပြန်ခန့်လို့ရတယ်ဆိုတာမပါပါဘူးဒီလိုပြောတာကဒီနာဂစ်ခြေဥကိုအတိမတ်ပြူပြီးပြောတာမဟုတ်ပါသူတို့ကိုဝယ်ပါတဲ့နာဂစ်ခြေဥကအစစိတ်ကြိုက်ပြတ်ထန်းထားတဲ့ဥပဒေတွေအထိလှုပ်ချင်သလိုလှုပ်နေကြတာကိုပေါ်လင်းစေခြင်းလို့ထည့်ပြောတာပါထားပါတော့လေ အခုပြောချင်တာကတမရာယူယူနေတဲ့မင်းအောင်လိုင်းနဲ့တမရာယူကိုဖျားထုနေကြတဲ့သူတွေအကြောင်းပါတမရာယူမင်းအောင်လိုင်းကိုဖျားထုနေတဲ့ဘောမမီဒီယာတွေကိုစုပေးရမယ်ဆိုရင်တော့ပထမစုကိုချွင်းချက်မရှိရမှာက popular news media ပါပဲ popular news ဆိုတာလဲဘောမတဲ့နေရာမှာအစင်လားမသေးလားပါအာနာမသိငင်ကြတဲ့အဲ့ဒီ media ရဲ့ CEO ဖြစ်တဲ့ Nan Clear ဝင်းနဲ့မင်းအောင်လိုင်းကို interview ပြီးသူမိုက်စကားတွေပြောခဲ့ကြသေးတာပေါ့ ်ခုလဲ popular news မှာရှီတဲငါထွက်လာသူကမြက်ခိုင်းမြက်ခိုင်းရဲ့အစင်လာလဲမသေးလာပါဘူးပုတ်ဆက်ဒီမှာနာမည်ကျော်တယ်ဘောမတဲ့နေရာမှာဆရာကြတယ်ဒီလိုလူမျိုးကိုမြက်ခိုင်းဆိုတာကတချိန်ကရုပ်ရှင်ဂီတနယ်ပယ်ကအပုတ်ဆက်သတင်းတွေကိုမရရအောင်ယူပြီးအဲ့ဓာရင်းနဲ့အဲ့ဒီလောကရဲ့မှာသူ့ဩဇာကိုတိဆောက်ခဲ့တာဟုတ်တဲ့င်းစားရှင်လေးဘွဲတစ်ခါတက်ရင်ဘလောက်ပေးရမလဲတည်င်းပေါ်ပြတာခံချင်ရင်ဘလောက်ပေးရမလဲ နယ်ဖုံးသတင်းမှာပုံကြီးကြီးနဲ့ဖော်ပြပေးမယ်ဘလောက်ပေးဆိုတာမျိုးလောက်ခဲ့တူကြီးပေါ့ဒါရင်မကသေးပါဘူးအဲ့ဒီချိန်ကလေးကတသစ္စာမင်းသားမင်းသမီးမော်ရယ်ရီဆိုနီးမျိုးစုံနဲ့ရေညှစ်ငွေခွင့်ရေးတနာခွင့်ရေးမရရအောင်ယူခဲ့တဲ့သူမလားသူသားစေရမျက်ခိုင်းဆိုရင်လေအပုပ်ဆက်သတင်းယူတဲ့နေရာမှာသူ့ဖေမျက်ခိုင်းချေရဓာတ်ရိုက်မမိပြီမဲ့မီဒီယာအလုတ်ပြငွေတောင်းစတဲ့နေရာမှာတော့ဖေအေဒူသားဖြစ်ခဲ့တာဟုတ် 2010မတိုင်ခင်နှစ်2017ဆွန်းဆွန်းအချိန်ကာလတွေမှာမြက်ခိုင်တို့ရွှေထီးဆောင်ခဲ့တဲ့အချိန်ကာလလို့ပြောလို့ရပါတယ်။ဒါပေမဲ့2012နောက်ပိုင်းမှာတော့မြန်မာနိုင်ငံမှာလွတ်လပ်ပြီး professional သတင်းစာပညာထွန်းကားလာတဲ့အချိန်မှာမြက်ခိုင်တို့လို့ကျင့်ဝတ်မဲ့မီဒီယာတွေရဲ့ခန့်ကန်တာကမှီးမိန်လာခဲ့ပါတယ်။စစ်အာဏာသိမ်းပြီးတိုင်းပြည်ကခစ်ပြက်လာခြင်းရောက်တော့မြက်ခိုင်တို့လို့လူတွေကပြန်ပြီးသမရာယူကိုသမရာကြီးသမရာကြီးဆိုတဲ့ဖျားထုတ်တဲ့အတန်းနဲ့ မိုးဥကြဖားရီလိုအသီးသီးထွက်ပေါ်လာပါတော့လေခုတော့မျက်ခင်ဥဆောင်နေတဲ့ popular news ဟာစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုနိုင်ငံတော်ယာယီတမရာကြီးဆိုပြီးတုံးနှုံပြီးအများပြည်သူကြဝါဒဖြန့်ချီတဲ့နေရာမှာကပ်ပြအုံတော်ခံနေပါပြီမင်းအောင်လိုင်းတမရာဖြစ်ဖို့ရေးအာနာကိုဆက်လက်ချုပ်ကင်ပြီးတိုင်းပြည်ကိုစစ်ကျူပြုမဲ့ရွေးကောက်ပွဲအတွက်လဲမျက်ခင်တို့ဟာဝါဒဖြန့်ချီရဲ့နေရာမှာ ခွေးသားစိတ်တွေအဖြစ်ပါဝင်နေကြတာပါကိုကိုကြီးတို့ ခင်ကြီးတို့လိုလူတွေနဲ့လဲအင်တာဗျူးတွေတွေ့တွေ့လောက်ပြီးဖြန့်ရှင်နေတာကိုလည်းတွေ့နေရပါတယ်။သမရယူမင်းအောင်လိုင်းကိုနောက်ထပ်နိုင်ငံတော်ယာယီသမရဆိုပြီးဖျားထုနေတဲ့နောက်ထပ်မီဒီယာတစ်ခုကတော့ One News မြန်မာဆိုတဲ့မီဒီယာပါ။ဒီမီဒီယာလဲခရိုနီကြီးချွေတန်လင်းဥကြော်ဝင်လောက်ကမီဒီယာတစ်ခုပါ။ဆိုတော့ဒီမီဒီယာတွေကစစ်ဘောမှပြီးမင်းအောင်လိုင်းကိုယာယီသမရလို့သုံးနေတာကမထူးဆန်းဘူးလို့ပြောရပါမယ်။ မင်းအောင်လှိုင်လို့စေအုပ်စုရဲ့ဝါဒဖြန့်လက်ကင်တုတ်တွေဖြစ်တဲ့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့အောင်မင်းတို့လုံနေတဲ့အမေရိကန်မီဒီယာတွေကလည်းတမရယူကိုဖျားထုနေတဲ့အထက်မှာပါတာတော့ထွတ်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 ပြောစရာမလိုပါဘူးနောက်ထပ်တမရယူကိုနိုင်ငံတော်ယာယီတမရလို့တွင်တွင်သုံးနေတဲ့စီရင်ထဲမှာမဖြစ်မနေထည့်ရမှာတော့တန်းထွတ်အောင်ရဲ့11မီဒီယာပါ2010ရွေးကောက်ပွဲအလွန်ကာလလောက်မှာပြည်သူအတွက်လိုဟစ်ကြွေးပြီးရေရဲတောက်မီဒီယာကြီးဟာ 2020စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ မျက်စားတဲ့ရှင်သေးလို့စေးတုတ်တဲ့ကုတ်ကြားလို့ဖြစ်သွားတာပါဒီမတိုင်ခင်ကလည်းအလဲပဲမီဒီယာဟာတန်းထုတ်အောင်ရဲ့ပြန်ကြားရေးဝန်ကြီးမဖြစ်ရတဲ့အငုံစိမ့်နဲ့ NLD အစိုးရကိုထိုးနှက်တိုက်ခိုက်ခဲ့တာမဘာသာမီဒီယာလို့လူမျိုးရေးဘာသာရေးအစိုးရဝါဒမိုင်းတွေဖြန့်ခဲ့တာဒီကလည်းအပြောက်ပြက်သေးတဲ့တမိုင်းပါပဲ11 CEO ကြီးတန်းထွတ်အောင်ရဲ့ရဲရဲတောက်မီဒီယာတမိုင်းကလည်းကြီးမားလာပါလေ အငယ်ဒီအစိုးရလက်ထက်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိန်းနဲ့မှုဖြစ်ပြီးထောင်ထဲရောက်တော့မနေနိုင်ရှာပါဘူး။ဝီချဲကြီးနဲ့မျက်ရည်ကန်ထိုးပြီးပြန်တောင်းပန်ခဲ့တဲ့သမိုင်းကလည်းရှိခဲ့တယ်မလား။တစ်လုပ်ငန်းတွေနဲ့ချမ်းသာလာတဲ့တန်းထွတ်အဟံအကျိုးစီးပွားနဲ့အာဏာကိုမျှော်ကိုးတာကလွှဲရင်ဘာမီဒီယာကျင့်ဝတ်မှဘာသတင်းသမားစိတ်ထဲမှာမရှိဘူးဆိုတာသိတာပါပဲ။သူတပည့်ကျော်ကြီးဖြစ်တဲ့11ရဲ့အက်ဒီတာချုပ်ဖြစ်ခဲ့တဲ့ဝေဖြိုးဆိုရင်လေတိတ်မကြသေးခင်က မူးယစ်ဆေးတဘုံတပင်နဲ့ဖမ်းမိခဲ့တဲ့တဲ့င်းလည်းရှိခဲ့တာပေါ့တန်ထွတ်အောင်ရဲ့ညီနိုင်ထွတ်အောင်ဆိုတာကလည်းမြန်မာစစ်တပ်ကပြည်သူတွေကိုတပ်ဖြတ်ဖို့လက်နက်တွေတင်သွင်းပေးတဲ့လက်နက်ပွဲစားလေ International Gateway Cruise Company Limited ကနေနေပြည်တော် Sugar Mill Company Limited ဆိုပြီးနာမည်ပြောင်းထားတဲ့ကုမ္ပဏီကိုနိုင်ထွတ်အောင်ကဦးဆောင်တာပါအရေးယူပိတ်ဆို့တာတွေလည်းခံထားရတဲ့ကုမ္ပဏီပေါ့နိုင်ထွတ်အောင်ရဲ့ International Gateway Group က စစ်တပ်ကနယ်မြေရှင်းလင်းစစ်ဆင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ရိညာတွေကိုလူမျိုးတုံးတက်ဖြတ်မှုမှာအတိတ်ကထောက်ပံ့ပေးခဲ့တဲ့တမိုင်းတရခန်အမိတွင်ပြီးသားပါချုပ်ရရင်တော့ဒီလူတွေအားလုံးဟာပလင်းတူဘူးဆိုရိအတုရောင်ရွေးကောက်ပွဲနေတော့စစ်ရာဇဝတ်ကောင်းမင်းအွန်လိုင်းကိုယာယီတမရကြီးတတွင်တွင်ခေါ်ပြီးမိုးဥကြဖားတွေလိုအော်တန်တွေလွတ်နေကြတာပါတမိုင်းတရခန်စင်းနေတေချာပေါက်ထည့်ရမှာပါဒါရင်မကသေးပါဘူး အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံရေးထွက်ပေါက်ဖြစ်နိုင်တဲ့အောင်ဝါဒဖြင့်ပြောဆိုနေကြတယ်။ကိုကိုကြီးတို့လိုဖောက်ပြန်ရေးသမားတွေရွေးကောက်ပွဲမှာမဝင်ရရင်မဖြစ်ချေဘူးဆိုပြီးတနက်နံဖြစ်နေတဲ့ဆန္နာမင်းလိုလူမျိုးတွေကလည်းစိတ်ရဆွဲကောင်ကိုတမရခေါ်ဖျားထုဖို့တပြင်းပြင်းဖြစ်နေကြသူတွေလည်းအများပြားရှိပါရဲ့။ဒီကြားရဲဘုံကြီးယူနဲ့လေလူဆိုသူတို့ဖြစ်နေတဲ့တက်တက်ခိုင်ကလည်းရှိနေပါသေးတယ်။ကိုဘတ်တာပါတီထောင်ကိုဘတ်တာဥက္ကဋ္ဌကြီးလို့ အမေဖြေကဏ္ဍဆိုပြီးကြောင်းတောင်းတောင်းစကားတွေပြောနေတာကိုလေသူတို့ပါတီကနေထုတ်လွှင့်နေလေအဲ့ဒါတွေကို ပြန်ဖြန့်နေနေရမှာ popular news ကပဲထိတ်ကပြင်းနေတာပေါ့တတ်တခိုင်းတို့ကိုကိုကြီးတို့ဆိုတာကပါတီရေထောင် ကုဘတာဥက္ကဋ္ဌလုပ်နေကြတာကကျင်လို့ဇက်ဆောင်ကြတာမျိုးပေါ့အခုဖြစ်နေတာကမကျင်လို့ပါတီထောင်တလူမျိုးဖြစ်နေပါရဲ့ဘာမကျင်တာလဲဆိုတော့ဘောမကျင်တာပေါ့ဒီလူတွေကလဲမင်းအွန်လိုင်းကိုတမရခေါ် ဖျားထူးခေါ်ဖို့ရေးရွေးကောက်ပွဲကို ခွေးတိုးပေါက်ကနေအလူရက်တိုးနေကြလေ။သမရာယူကိုဖျားထူးနေကြတဲ့မီဒီယာတွေရောမင်းကြီးများဆိုမှန်လာပါဖျားဆိုပြီးအနီးကပ်ဖျားထူးကျင်နေသူတွေရောအဲ့ဒီလူတွေအားလုံးဟာစစ်ရာဇဝတ်ကောင်ကိုလူသေးကောင်အလောင်းပေါ်မှာပလင်ဆောက်ပြီးနေကြတဲ့သမိုင်းတရခံတွေပါ။ဒီလိုလူမျိုးတွေဒီလူတွေဟာဓမြမဲမသိလို့ကြောချတာမျိုးမဟုတ်ပါဘူး။ ဓမြမန်းတိလျက်နဲ့အယိုးရင်များကိုက်ခွင့်ရမလားဆိုပြီးကြံနေကြသူတွေပါပဲခင်ဗျာ Burma Independent Voice